လေးတွေအားလုံးကိုလည်းကိုယ့်ရဲ့ဟိုသားသမီးလေးလိုမျိုးပေါ့နော်သဘောထားပြီးတော့မှဒါဟိုသူတို့ရဲ့အမတ်တရားလေးတွေလည်းဖြစ်အောင်ဆိုတဲ့သဘောလေးနဲ့အဲ့လိုမျိုးလေးလုပ်ချက်တာပေါ့နော် Happy birthday to you Happy birthday Happy birthday Happy birthday to you အကုန်လုံးသမီးသားအတိုင်းပဲခေါ်တာပဲဟို နည်းနည်းစိတ်ဆိုးပြီဆိုလို့ရှိရင်တော့နမိန်နဲ့တက်တက်ပြီးခေါ်တော့တာပေါ့နော်အဲလိုမျိုးငါ့ကိုဘလို့ဖြစ်တဲ့နင်တို့ကလေငါ့ကိုဆိုရင်ဘလို့အဲအဲလိုမျိုးပေါ့ဒါစိတ်ဆိုးတဲ့ချိန်ပဲတဲ့တဲ့ချိန်ကတော့အကုန်လုံးတမိသားအတိုင်းပဲခေါ်တယ် ဟိုသူတို့တွေခေါ်တယ်ဆိုလို့ရှိရင်လည်းရောက်လာခါကျတော့ဆရာမမပေါ့နော်ပြီးလည်းပြောပပမမဖြစ်သွားကြတာပဲကိုကဘသူ့ကိုမပပမမခေါ်ပါလို့မပြောဘူးပဲဒါပေမဲ့ကို့မြစ်တာသူတို့သိတဲ့ခါကျတော့မိဘလိုမျိုးပဲသူတို့ရဲ့အခေါ်ဝေါ်ကအဲ့လိုဖြစ်သွားတာအဲဘယ်လိုခေါ်မလဲဆိုတော့သူတို့လေးတွေလည်းပျော်ရွှင်စေချင်တာရယ်ပြီးတော့ကလေးတွေအားလုံးကိုလည်းကို့ရဲ့ဟိုသားသမီးလေးလိုမျိုးပေါ့နော်သဘောထားပြီးတော့မှဒါဟိုသူတို့ရဲ့အမတ်တရားလေးတွေလည်းဖြစ်အောင်ဆိုတဲ့သဘောလေးနဲ့အဲ့လိုမျိုးလေးလုပ်ဖြစ်တာပေါ့နော် Happy birthday to you. Happy birthday, happy birthday, happy birthday to you. မြစ်တော်ကတော့လေအဲဘသူ့ကိုမှပို့ပြီးတော့မှဟိုဦးစားပေးတယ်လိုက်ရောဆိုတာမျိုးမရှိဘူးမြစ်တော်နဲ့ဆက်ဆက်ပြီးတော့မှ ရောက်လာတဲ့လူတိုင်းကမြစ်တော်မိသားစုလိုပဲသဘောထားလိုက်တယ်ပေါ့နော်လုပ်ငန်းတစ်ခုမှမြစ်တော်လည်းအရင်တော့ဆိုဝန်ထမ်းလုပ်ခဲ့ဘူးတာပဲနိုင်ဆိုင်မှာဝန်ထမ်းလုပ်ခဲ့ဘူးတာရှိတယ် နှစ်ဆိုင်မှာဝင်နေလုပ်ခဲ့ပွဲရှိတယ်ကိုအနုပညာမရောက်ခင်မှာအဲပြီးတော့နောက်တစ်ခုကိုစာတင်ခဲ့တယ်ဆိုလို့ရှိရင်လည်းဒါကျူရှင်အပိုင်မဟုတ်ဘူးပေါ့ကိုကတင်ရကျူရှင်မှာတွားပြီးတော့ guide အနေနဲ့လုပ်ရတယ်ဆိုလို့ရှိရင်ဘလို့ပဲကိုကို guide ဆရာမတယောက်အနေနဲ့ပြောပြောဒါကျူရှင်အပိုင်ဆရာမရှိရဲအဲ့လိုမျိုးမှာလုပ်ငန်းတစ်ခုလုပ်တယ်ဆိုရင်ကိုနဲ့ပဲဘယ်အရာမဆိုအမြင်ကလေးတွေကအစာမြင်ပြောကိုနဲ့ပဲကိုချင်းစာကိုနဲ့ပဲကိုချင်းစာပြီးတော့သူတို့လည်းနေခိုင်းတယ်ဒီအလုပ်တစ်ခုမှာကိုစိတ်မပျော်တော့ဘူးဆိုရင်ပတ်စံဘလောက်ပေးပေး ဘလောက်ခွင့်ရေးတွေပြီးပြီးမပြောဘူးဆိုတဲ့အရင်မှာဘယ်သူမှမနေချင်ရအောင်ပေါ့နော်အဲ့လိုဆိုတော့ကိုကကိုလည်းအတိုင်းပဲကိုစူးစမ်းနေပါရက်နဲ့အဲကိုလိုက်ပြီးတော့မှလေ့လာနေပါရက်နဲ့တခါတလေကြားလို့ရှိရင်အခွင့်အရေးမပေးတာမျိုးပြီးနောက်တစ်ခုကဘာလဲဆိုတော့ကိုတက်အရင်ရောက်နေသူမျိုးဦးစားပေးပြီးတော့ခွဲခြားဆက်ဆံတာမျိုးတွေက ကိုကကြုံခဲ့ဘူးလေအဲ့တော့အများနဲ့ကိုချင်းစာလိုက်တယ်ကိုကလုပ်ငန်းရှင်ဖြစ်လာရင်ဒီလိုစိတ်မျိုးမထားဘူးနောက်ဆုံးလုပ်ငန်းရှင်မဖြစ်ရင်တော့လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာအဲ့လိုစိတ်မျိုးမထားဘူးဆိုတာမျိုးမျိုးသူအများနဲ့ဆုံးဖြတ်တယ်အကိုကလည်းဒါတင်ပေးတာပေါ့နော်အကိုစီကလေ့ကျင့်ကောင်းမျိုးဒီလိုမျိုးဆုံးမမှုတွေလည်းပါအဲ့တော့နှစ်ယောက်စလုံးကကံကောင်းတာတူတယ်သူတို့နှစ်ယောက်ကစိတ်ကတူကြတယ်တူတဲ့အခါကျတော့အဲဒီလိုမျိုးအားလုံးနဲ့တသားရဖြစ်တယ်ဆိုတာကြတော့လေဟန်ဆောင်လို့မရအောင်ဟန်ဆောင်နေဆိုရင်ခဏပဲပေါ့နော်ပြီးတော့ကိုကဘလောက်မြစ်တာပြေးပြေး ိုယ်မြစ်တာအောင်မသိပဲနဲ့ကိုယ်စီမှာမရှိတော့တဲ့သူတွေလည်းရှိတာပဲနောက်တစ်ခုကမြစ်တို့ကဒီမှာအခုအားလုံးချစ်ခင်နေကြတယ်ပျော်ရွှင်နေကြတယ်ဒါကိုပဲချပြနေလို့တစ်ချိန်လုံးကြီးချစ်ခင်ပျော်ရွှင်နေအောင်မဟုတ်ဘူးအခုဒီကိုမလာခင်မှာတော့မှပဲသူတို့ဟိုဘယ်လိုပြောမလဲစင်ရင်လောက်တာမှားတယ်ခိုင်းတဲ့ဟာကိုမှားတယ်စုခဲ့ရတာပဲဒဏ်ကြီးရိုက်ခဲ့ရတာပဲဘာလို့ဆိုစီးနဲ့ကန်းနဲ့ပေါ့နော်အုပ်ချုပ်တယ်ဆိုတဲ့နေရာမှာမြစ်တို့ကတော့အဲ့လိုပေါ့စီးပေါင်နေတဲ့ဟို personal အရာသူတို့ကိုချစ်တဲ့ခင်နဲ့စိတ်တော်ထားထားတယ်ဒါပေမဲ့ ကျန်တဲ့လုပ်ငန်းတွေပတ်သက်လာလို့ရှိရင်စီကံထားတယ်အဲ့တော့ဆူတဲ့ချိန်လဲရှိတာပဲဆူတဲ့ချိန်လဲရှိရပြောတဲ့ချိန်လဲရှိရဖိုင်းတွေဖြတ်တဲ့ချိန်လဲရှိရဒါပေမဲ့သူတို့စီကနေသူတို့လှုပ်အောင်အလကားအသုံးမချအောင်တန်ရတန်ကြီးပေးတာထက်ကိုပိုလွန်ပြီးတော့မျိုးလှုပ်ပေးအခုဆိုရင်ဒါမျိုးကလေးတွေကိုကြိုးပြီးထုတ်ပေးထားတာဆိုရင်ဟိုဟာလောက်ရှိပြီ130နီးပါးလောက်ရှိပြီ ဒါဘူးလိုမျိုးပြောတာမဟုတ်ဘူးအတိုးတပြားတစ်ချက်မှမယူဘူးပြီးနောက်တလောက်ကိုဘလောက်ကိုပြန်ဆက်ကိုဆက်ရမယ်ဆိုတာမျိုးမရှိဘူးအဓိကဘာလဲဆိုတော့သူတို့ကိုစုမိဆောင်မိစေချင်တယ်သူတို့ရဲ့ကိစ္စမှာလွတ်တယ်ဆိုလို့ရှိရင်မြတ်တို့ဟိုကုညီပေးချင်တယ်ပေါ့နောက်တစ်ခုသူတို့ရဲ့ကျမ်းမာရေးပေါ့ကျမ်းမာရေးဆိုလို့ရှိရင်တော့မြတ်တို့တပြားတစ်ချက်မှမယူဘူးအခုဒီသမီးအမီဆိုလို့ရှိရင်သူချက်ချင်းပေါ့နော်ဘိုင်းအောင်နဲ့ဘိုင်းအောင်နဲ့ဆိုပြီးတော့မှသူကဖြစ်တဲ့ခါကျမြတ်တို့ချက်ချင်းလင်မယားနှစ်ယောက်ဆက်လုံးညာကြီးမိုးချုံမှာအဲ့လိုစေးုံတေယုံမင်းက နောက်တည်ုံပေါ့အဲ့လိုမျိုးချက်ချင်းသွားရတာပေါ့သွားပြီးတဲ့အချိန်မှာအဲ့ဒါကိုလည်းအခုစေးရုံတက်တယ်ခွဲစိတ်တယ်ခွဲစိတ်ပြီးနောက်ပိုင်းမှာနောက်ဆက်တွဲပြရတာရှိတယ်။အဲ့ဒါတွေကအဆောက်အကုန်လုံးဆိုလို့ရှိရင်အ ਨੇ စုံမရှိစင်တိမ့်စိတ်ကြော်ပြီ။ဒါပေမဲ့တပြားတစ်ချက်မှပြန်မတောင်းဘူး။ဘာလို့လဲဆိုတော့ဒီဟောက်ကိုသွားတောင်းလိုက်တယ်ဆိုလို့ရှိရင်သူ့မှာအကျွေးဤတာဖြစ်သွားတာ။သူသုံးလိုက်ရတာမဟုတ်ဘူး။သူ့အတွက်ဖတ်တင်သွားပါမရှိဘူး။ကျမ်းမာရေးဖြစ်တဲ့အတွက်ကြောင့်သူတို့ကလုံးဝဇီဝိတ္တာဌာန။အဲအဲ့လိုမျိုးပေါ့နော်။ဘယ်လိုပြောဘယ်လိုပြောမလဲ။ကိုကုသိုလ်လုပ်ခွင့်ရလိုက်တယ်လို့ပဲအဲ့လိုပဲတွေးလိုက်တာ။ အဲ့ဒီကာလအတွင်းမှာ तू तू ရောပြီးတော့နောက်တစ်ခုက तू ရဲ့အမေရောပေါ့နေကနေပြောရောက်လာခြင်းမှာမင်းတို့ချီမှာပဲနေတယ်အမေရောနှစ်ယောက်စလုံးကိုမင်းတို့ခေါ်ထားပေးတယ်စောက်ရှောက်ပေးတယ်လစာတပြားတစ်ချက်မှမဖြစ်ဘူးဘာလို့လဲဆိုတော့အလုပ်ကိုအဲ့လိုမျိုးသူတို့ရဲ့ personal နဲ့ပြတ်တာမဟုတ်ဘူးကျမ်းမာရေးကြောင့်ဖြစ်တဲ့အတွက်ကြောင့်အဲ့ကျမ်းမာရေးကြောင့်ပြတ်တာအောင်မှာကိုကထပ်ပြီးလစာဖြတ်မယ်ဆိုလို့ရှိရင်သူတို့လိုအားလေးပေါ့နော်ယော့နေတော့မှကြောက်တဲ့အတွက်ကြောင့်မလို့မြို့သူအဲ့လိုလေးလုပ်ပေးတယ်ပေါ့နော်ဒါတွေကမြို့သူကဂုံဖော်ပြီးပြောချင်တာမို့ဒါပေမဲ့မြို့သူတို့အလုပ်အလုပ် အလုတ်ရှင်နဲ့အလုတ်သမားမှာတချို့ကလေဟာအလုတ်ရှင်နဲ့အလုတ်သမားပေါ့အရန်နှိမ့်ဆက်တယ်အရန်လှအားကိုအတုံးချပြီးတော့ယူတယ်ဆိုရဲဟာမျိုးတွေပဲများတော့အဖြစ်တွေ့တွေ့နေကြရများတယ်တကယ်ကောင်းတဲ့အလုတ်ရှင်တွေလည်းရှိတယ် အဲတချို့ကြတော့လေအလုတ်ရှင်ကောင်းပေမဲ့အလုတ်ကမှမကောင်းတာရှိတယ်အချို့ကြအလုတ်ကမှကောင်းပေမဲ့အလုတ်ရှင်ဖိနှိပ်တာမျိုးရှိတယ်အဲ့တော့ကိုကကိုရဲ့အဝင်းဝိုင်းလေးမှာကိုဘလို့တိဆောက်နေဆိုတာလေးကိုတွေ့တဲ့အခါမှာခုမှအလုတ်စူးစမ်းချင်တယ်တွေဆိုလို့ရှိရင်လေအလုတ်တမားနေရနေဆိုလို့ရှိရင်လေအော်ငါဘလို့ပဲဖြစ်ဖြစ်ငါဒီလိုမြစ်တာစိတ်လေးနဲ့နေမယ်ငါစူးစမ်းမယ်အဲအဲ့လိုမျိုးအလုတ်ရှင်ဘက်ကဆိုလို့ရှိရင်လေအော်ဒီလိုမျိုးအလုတ်ရှင်နဲ့အလုတ်တမားဆိုမဲ့မိသားစုလိုလေးမြင်ရတာ ဝမ်းသာစရာကောင်းတယ်ပျော်စရာကောင်းတယ်အဲ့တော့ငါလဲကြရင်လည်းငါအဲ့လိုလေးနေမယ်ဆိုရယ်စိတ်ကလေးပေါ့နော်အဲ့ဒါလေးဖြစ်တာပေါ့အဲ့ဒါလေးမင်းတို့ကုသိုလ်ရပါတယ်အဲ့တော့ဒီပုံစံတိုင်းမင်းတို့နေတယ်ရှေ့တင်လည်းဒီတိုင်းပဲနေတယ်နောက်ွက်မှာလည်းဒီတိုင်းပဲနေတယ်အဲ့လိုမျိုးဖြစ်ဖို့တော့ကအဓိကအရင်ခံရတော့ကိုချင်းစာချက်ကိုချင်းစာတရားပဲအဲဘယ်လိုပဲပြပြောအလုံးလုံးတယ်ဆိုတာလုံငန်းလုံးတယ်ဆိုတာဟိုသူအကျိုးရှိကိုအကျိုးရှိပေါ့နော်ကိုစီမှာလာပြီးတော့နေချာကလေးတွေသူတို့လည်းအကျိုးရှိရမယ်ပညာရရမယ်အဲအဲ့လိုမျိုးလေးနဲ့တော့ဒါထိမ့်သိမ့်မျိုးပေါ့နော်နေဖြစ်တာပေါ့အဆုံးမှဖြစ်တာပေါ့ဟုတ်ကျန်တဲ့ကလေးမွေးလေးလုတ်ပေးပြီးတော့သမီးတို့ကိတ်မခွဲရသေးလို့ အဲ့ကြောင့်ခွဲပြရတယ်။အဲမူမနဲ့မူချင်းနေပြီ။အကုန်လုံးသမီးသားအတိုင်းပဲခေါ်တာပဲဟိုနည်းနည်းစိတ်ဆိုးပြီဆိုလို့ရှိရင်တော့နမိန်နဲ့တက်တက်ပြီးခေါ်ရတာပေါ့နော်အဲလိုမျိုးငါ့ကိုဘလို့ဖြစ်တဲ့နင်တို့ကလေငါ့ကိုဆိုရင်ဘလို့အဲအဲလိုမျိုးပေါ့ဒါစိတ်ဆိုးတဲ့ချိန်ပဲကျန်တဲ့ချိန်ကတော့အကုန်လုံးသမီးသားအတိုင်းပဲခေါ်တယ် ဟိုသူတို့တွေခေါ်တယ်ဆိုလို့ရှိရင်လည်းရောက်လာခါကျတော့ဆရာမမပေါ့နော်ပြီးလည်းပြောပပမမဖြစ်သွားကြတာပဲကိုကဘသူ့ကိုမှပပမမခေါ်ပါလို့မပြောဘူးပဲဒါပေမဲ့ကိုမြင့်တာသူတို့တိတဲ့ခါကျတော့မိဘလိုမျိုးပဲသူတို့ရဲ့အခေါ်ဝေါ်ကအဲ့လိုဖြစ်သွားတာအဲ့နောက်ဆိုရင်ဘာပြောလဲဆိုတော့နောက်တော့ဝန်ထမ်းတစ်တေလာဆိုတော့ပြီးပပမမအခေါ်မခံတော့ဘူးခေါ်ခံပြောလို့ရှိရင်ငါအများကြီးလုပ်ပေးရတယ်ငါပင်ပန်းတယ်ငါရင်ထဲရေထည့်ရတာငါဥစ္စာဖြစ်တော့အဲ့အဲ့လိုမျိုးတွေပြောလိုက်တာပြီးရင်ရောက်လာတယ်ရောက်ရောက်ချင်းကတော့ဆရာအမ ပြတ်တို့ဘလို့ပြိပပမမဖြစ်သွားလဲမသိဘူးနော်ဒါကတော့ဟိုပျော်ချာလေးပေါ့ဟုတ်အဲ့ဒါဒီကပါညာတာတွေပါပြင်ပေးရအောင်အဲ့မှာရှိအငယ်ဆုံးလေးအချွဲဆုံးလေးရှိတယ်ချူချူဆိုတဲ့တရားတနာမည်ကချမ်းမြေသူဒါပေမဲ့သူ့ဟိုကအဲ့လိုချူချူလို့ပဲ nickname ပေါ့နော်ခေါ်ကြတာအငယ်ဆုံးအသက်က21ဟိုအသက်ဟိုအသက်ရွယ်အားဖြင့်ဆိုလို့ရှိရင်မြေသူတို့ဒီကလေးတွေမှာသူကအငယ်ဆုံးဖြစ်နေအဲ့တော့အငယ်ဆုံးလေးရက်က9ပြခွန်ရှိတယ်အဲ့လိုလူကောင်းကြီးကလည်းတော်တော်ရတယ်ဒါပေမဲ့အရန်ချွဲတာအတူဆိုလို့ရှိရင်ပပသမီးနေပြီးမှစားကျင်တာဆိုရယ်အဲ့လိုမျိုးပေါ့သူအစားလေးတောင်းကျင်းတယ်လေ ဲ့လိုမျိုးဆိုအာကိုကလေအဲ့ဒါလေးတွေကြီးကြီးပြောရယ်ကိုကဘယ်လိုပြောမလဲပျော်နေရတာပေါ့နော်ဘယ်လိုလဲဆိုတော့ဟိုကိုအဝင်းဝိုင်းမှာရှိနေတဲ့တယောက်ချင်းစီတိုင်း view site လိုက်တာကလူတိုင်းကတော့အဲ့စိတ်မျိုးလေးနဲ့အတန်း view site လိုက်တယ်ဆိုလို့ရှိရင်လွယ်ချက်တွေတော့အများကြီးရှိနေမှာပဲ quality တွေတော့အများကြီးရှိနေမှာကိုလက်လက်မမီတိုင်းကိုကြော်ပြီးတော့လုံနေရတဲ့ကိုနားမှာရှိနေအောင်ဖြည့်လိုက်တာပုံမကောင်းပါဘူး။မင်းတို့စိတ်ကအဲ့လိုမျိုးပဲ။အပြင်ကိုသွားတယ်ဒုတ်ထွက်ဝယ်လာတယ်မလား။အမေကကိုရီစားဖို့ဆိုပြီးဝယ်လာ။ရောက်လဲရောက်သူကြွေးကျင်တယ်ဆိုရယ်အမေတယောက်တစ်ချောင်းစီပေါ့။အဲ့လိုမျိုးညီသူညီမ ရေမီးများအဲ့လိုဖွဲပေးတာအဲ့ဒါကလေအိမ်မှာအကျင့်ကိုဖြစ်နေတာပြောမယ်ဆိုရင်တော့ဟိုဒီကလေးတွေဆိုတာလည်းပဲပေါ့နော်တနေ့တစ်ချိန်မှာမိဝေးဖာဝေးနဲ့လာပြီးသွားကမှာကိုယ်စီမှာလာခဲ့ကြတာလေအဲကိုယ်စီမှာအတူနေအတူစားကြတယ်အဲ့စားဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်တွေလည်းပဲစားတဲ့အခါကျရင်အဲသူတို့ကိုလည်းပဲပေါ့နော်ဟိုကိုကိုတကယ်သူပေါ့နော်ကျွေးကျင်တဲ့စိတ်ကြောင့်အိုက်စာကြောင့်အားလုံးကို12ရောက်ရှင်12ရောက်လုံးတန်းတူပေါ့နော်အဲအဲ့လိုလေးလုပ်ပေးပြတာပါဗျ